ဆိုကြပါစို့ဗျမိတ်ဆွေကစွန့်စားရမယ့်ခီးတစ်ခုကိုတွားရတယ်။အဲ့ဒီချိန်မှာစိတ်ဝင်စားစရာတွေလည်းရှိတယ်အခက်ခဲတွေလည်းရှိတယ်။ဒါပေမဲ့ခီးဆုံးရောက်တဲ့ချိန်မှာခီးကိုအောင်မြင်သွားတဲ့ချိန်မှာမိတ်ဆွေတဲ့တန်မိုးကြီးတဲ့စုစိတ်တွေရှိနေတယ်။အဲ့ဒီခီးကိုလည်းတချို့သောသူတွေတွားခဲ့ဘူးလေတချို့တွေအောင်မြင်သွားကြတယ်တချို့တွေကတော့လမ်းတွတ်မှာလက်လျှော့ခဲ့ကြရတယ်လို့ရှိပါတယ်ဗျ။အဲ့ဒီခီးကိုတွားဖို့အတွက်မိတ်ဆွေမှာမြေပုံ၃ဝင်းရှိတယ် GPS ၃ဝင်းရှိတယ်အရင်ကတွားခဲ့ဖို့တဲ့မိတ်ဆွေတွေကိုလည်းလမ်းညွှန်လေးမေးခွင့်ရှိတယ်။ အဲ့ဒီ key ကိုကျွမ်းကျန်းကျင်ကျင်နဲ့လမ်းပြပေးနိုင်တဲ့ guide တယောက်ငါဝင်ရှိတယ်။ဒါဆိုရင်မိတ်ဆွေပေးအားကိုရွေးမလဲ။မိဘကိုကြည့်သွားမယ်ဆိုရင်မိတ်ဆွေကဒီနယ်ပယ်ကိုကျွမ်းကျင်တဲ့အတွက်အခက်အခဲတွေရှိနေပါတယ်။ GPS ကိုတုံပြီးသွားမယ်ဆိုရင်လည်း GPS ကပြနေတဲ့လမ်းကြောင်းနဲ့မိတ်ဆွေရောက်နေတဲ့လမ်းကြောင်းကတခြားတည်းမကြဘူး။လွယ်လွယ်ချော်ချော်လေးဖြစ်နေတဲ့ဆိုရင်လည်းမိတ်ဆွေရဲ့ key ကနှောင့်နေနေမှာဖြစ်ပါတယ်။ဟန်တောင်းရှိမှာဖြစ်ပါတယ်။ဒီလိုပဲအဲ့ဒီ key ကိုတွားခဲ့မှုတဲ့အခြားမိတ်ဆွေတွေကို လမ်းညွန်တဲ့အနေနဲ့မေးမယ်ဆိုရင်လည်းသူတို့သွားခဲ့တဲ့လမ်းကြောင်းမိတ်ဆွေရောက်နေတဲ့လမ်းကြောင်းကတူချင်းမတူမှဖြစ်တဲ့အတွက်အခက်မတင်အဲ့ဒီခီးရဲ့ပန်းလာရဲ့ဝေးကွာသွားနိုင်ပါလေ။ဒါပေမဲ့ဒီနယ်ပဲဒီခီးကိုကျွမ်းကျွမ်းကျင်ကျင်နဲ့လမ်းပြပေးနိုင်မယ်။ guide တယောက်ကိုဖောင်းမယ်ဆိုရင်တော့မိတ်ဆွေအတွက်ကြုံတွေ့ရမယ့်အခက်ခဲတွေဖြေရှင်းမှုဖြေရှင်းလေးတွေကိုသူကလမ်းညွှန်ပေးနိုင်မယ်။သူကလည်းဘေးကနေကူညီလမ်းပြပေးနေမှာဖြစ်တဲ့အတွက် မိတ်ဆွေတဲ့အချိန်ကိုတက်တာမယ်ဝေကုန်တက်တာမယ်လူပင်မန်းတာတက်တက်တာလာနဲ့လေခီးသုံးရောင်းသွားနိုင်ပြီးတော့ခီးကိုအောင်မြင်နိုင်မှာဖြစ်ပါရဲ့ကျွန်တော်ပြောနေတဲ့အကြောင်းအရာလေးကအခုမှစတာပဲခုနကကျွန်တော်ပြောတဲ့စွန်စားမဲ့ခီးဆိုတာမိတ်ဆွေအတွက်အစီချခီးစဉ်ခုဖြစ်နေမယ်ဆိုရောဒီဘုံဆိုတာကကုလေဘုံကနေအခြေသက်တွေလမ်းညွှန်ချက်တွေကိုရှာတာဖြစ်မယ် GPS ဆိုတာက YouTube ဘုံကနေအစီချဖို့တော့ဘောက်ကောက်ပလန်တွေ diet plan တွေဖြစ်မယ် အစီချခဲ့မှုတဲ့မိတ်ဆွေတွေကိုမေးမယ်ဆိုရင်လည်းသူတို့အစီချတော့ကအစီပမာဏတွေခဏကိုချိုးစားရင်းနဲ့သူတို့လေ့ကျင့်ခဲ့ရတဲ့လေ့ကျင့်မှုအစားအသောက်ပုံစံတွေကမိတ်ဆွေတွေကကန့်ညီရင်မှကန့်ညီနိုင်မယ်။ဒါပေမဲ့ဒီအစီချခြင်းကိုဒီ level မှာတွင်းတွင်းတည်းတည်းနှမ်းချောင်းတွေအခက်ခဲတွေကိုဖြေရှင်းပြီးတော့ဘေးရနေကိုညီလမ်းပြပေးနိုင်တဲ့ guide တွေဆိုတာကတော့ကျွန်တော်တို့ fitness trainer တွေဖြစ်ပါတယ်ဗျ။နောက်ဆုံးမိတ်ဆွေကဒီခေတ်ကိုအောင်မြင်သွားရင်တန်မိုးကြီးတဲ့ဆုလက်တွေဆိုတာမိတ်ဆွေတွေ confident လေးတိုးလာမယ် fit ဖြစ်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်မယ်ကျန်းမာရေးဘက်မှာအပေါင်းလက္ခဏာတွေအများကြီးကိုရရှိမယ်တံပိုးကြီးတဲ့ရာသက်တွေဖြစ်ပါလိမ့်မယ်ဒီ video လေးကမိတ်ဆွေအတွက်တွေးစရာလေးတစ်ခုရမယ်လို့ကျွန်တော်ပြောလိုက်ပါတယ် video လေးကိုစောင့်နေတဲ့ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုကြီးပါအစီချဖို့စူးစမ်းနေတဲ့လူတွေကို online မှာအပြည့်မပါကူညီပြပေးနေတဲ့ Thunder Sky ဖြစ်ပါလိမ့်မယ်